မိษွေတို့လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေတကယ်ပဲရှိသလားကျွန်တော်တို့ကြုံတွေ့ရတဲ့အရာတွေကိုဘလို့အခြေခံပြီးယုံကြည်လက်ခံတင်လေဒီနေ့ CS လူဝေရဲ့မိရေကယ်ဆိုတဲ့စာအုပ်အကြောင်းဆွေးနွေးရင်းဒီမိကုန်းတွေရဲ့အဖြေကိုရှာဖွေကြည့်ရအောင်ဒီစာအုပ်ဟာအံပွဲရာတွေရဲ့ဖြစ်နိုင်ခြေအကြောင်းကိုတတိယဗေယရှုထောင်းကနေနက်နက်နဲနဲချင်းကပ်ထားပါတယ်။တာမန်မျက်စိနဲ့မမြင်နိုင်တဲ့လောကရဲ့လှုပ်ဝှက်ချက်တွေကိုဖော်ထုတ်ပြသပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကဘာကြီးပေါ်ထားရှိတဲ့အမြင်ကိုပြောင်းလဲပေးနိုင်စွမ်းရှိတဲ့အတွေ့အမြင်ကောင်းတွေကိုဒီဗီဒီယိုမှာတွေ့မြင်ရမှာပါ CS Lewis နဲ့တတိယကဗေဒအခြေခံ CS Lewis လို့ဆိုလိုက်တာနဲ့ခေတ်သစ်ခရစ်ယာန်စာပေလောကမှာထင်ရှားကြကြတဲ့စာရေးဆရာတတိယကပညာရှင်တဦးဖြစ်ပါတယ်သူဟာအံပွဲရာတွေအကြောင်းကိုနက်နက်နဲနဲစဉ်းစားခဲ့သူပါ ကျွန်တော်တို့ရဲ့အတွေ့အကြုံကနေဘာတွေသင်ယူရမလဲဆိုတာကကျွန်တော်တို့ပိုင်ဆိုင်တဲ့တသနိကဗေဒပေါ်မှာမူတည်ပါတယ်။အံဖွဲရတွေရဲ့တမိုင်းကြောင်းဆိုင်ရာထောက်ထားတွေကိုမစစ်ဆေးခင်သူတို့ရဲ့ဖြစ်နိုင်ခြေရှိမရှိကိုတသနိကဗေဒရှုထောင့်ကနေအရင်ဆုံးဆုံးဖြတ်ရပါမယ်။ကျွန်တော်တို့ရဲ့လက်ရှိကဘာအမြင်ကထူးခြားဖြစ်ရမယ့်တွေကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာကိုလွှမ်းမိုးထားလိုပါ။မျက်မှောက်တွေ့ကြုံမှုတို့မဟုတ်တမိုင်းဆိုင်ရာမှတ်တမ်းတွေကအံဖွဲရတွေကိုတက်တည်ပြဖို့ဒါမှမဟုတ်ငင်းပယ်ဖို့မလုံလောက်ပါဘူး။ တကယ်လို့ကျွန်တော်တို့ရဲ့တတိကပေဒါကတဘာဝလုံရာတွေကိုဖဲထုတ်ထားရင်ဘလို့အံ့ဖွယ်ရမျိုးကိုမဆိုထင်းရောင်ထင်မဒါမှမဟုတ်မတော်တဆဖြစ်တာတတ်မှတ်မှာပါအထောက်ထားတွေကိုမစစ်စေးခင်ကတည်းကအံ့ဖွယ်ရတွေမဖြစ်နိုင်ဘူးလို့ယူဆထားခြင်းဟာအကြောင်းမဲ့စင်ကြေပေးနေခြင်းနဲ့တူပါတယ်ဒီစာအုပ်ကတော့ဒီလိုကြိုတင်ဆုံးဖြတ်ချက်တွေမပါဝင်ပဲတမိုင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေကိုချင့်ကပ်နိုင်မှုအခြေခံအုတ်မြစ်တွေပေးထားပါတယ်။တဘာဝတရားဤအကန့်အသတ်များ ျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေဟာအုံနောက်ထဲကအတန်တွေရဲ့ရွေးရမှုတသက်ပဲဆိုရင်ကျွန်တော်ရဲ့ယုံကြည်ချက်တွေမှန်တယ်လို့ယူဆဖို့အကြောင်းပြချက်မရှိပါဘူး။ဒါဆိုကျွန်တော်အုံနောက်ကလည်းအတန်တွေနဲ့ဖွဲ့စည်းထားတယ်လို့ယူဆဖို့အကြောင်းပြချက်မရှိတော့ပါဘူး။တဘာဝတရားအမြင်အရအရာအလုံးဟာယုတိမတန်တဲ့အကြောင်းအကျိုးဆက်ဆက်မှုတွေရဲ့စနစ်တကျလက်ပတ်နေခြင်းပဲဆိုရင်လူသားရဲ့စင်ကျင်တုံတရားရဲ့တရားဝင်မှုကိုရှင်းပြနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေဟာအတ္တနည်းရဲ့ရွေးရှားမှုဒါမှမဟုတ်တဘာဝရွေးချယ်မှုတွေကြောင့်သာဆိုရင်သူတို့ကိုအမှန်တရားအဖြစ်ယုံကြည်လို့ရတော့မှာမဟုတ်ပါဘူး။တရားအလုံးကိုရှင်းပြနိုင်ပေမဲ့ကိုယ်တိုင်ရဲ့တွေးခေါ်မှုဖြစ်စဉ်ကိုတရားမဝင်ဖြစ်စေတဲ့ theory တစ်ခုဟာကိုယ်တိုင်ကိုဖြည့်ဆည်းနေခြင်းပါပဲ။တဘာဝတရားအမြင်ဟာစင်ကျင်တို့တရားကိုယုတ်တိမတန်တဲ့ထုတ်ကုန်တစ်ခုအဖြစ်ရှင်းချခြင်းအဖြစ်သူ့ရဲ့ကိုယ်ပိုင်ထောက်ထားကိုဖြည့်ဆည်းလိုက်ခြင်းဖြစ်ပါတယ်။တဘာဝတရားအမြင်ဟာအကြောင်းဆိုတဲ့စကားလုံးကိုအကြောင်းအကျိုးဆက်ဆက်မှုနဲ့ ယုတ်တိရှိတဲ့အကြောင်းရင်းနဲ့အကျိုးဆက်အကြောင်းမှာရှုပ်ထွေးစီပါတယ်။အတွေးခေါ်တစ်ခုမှန်ကန်မှုဆိုရင်အတိတရားပေါ်မှာမူတည်ရပါမယ်။ယုတ်တိမရှိတဲ့အကြောင်းတရားတွေပေါ်မှာတခုလည်းမဟုတ်ပါဘူး။စင်ကျင်တုံတရားနဲ့ကိုကျင့်တရားကတဘာဝလုံးကိုညွန်ပြခြင်းလူသားတွေရဲ့စိတ်တွေဟာတရှိနေတဲ့တခုလေးတော့တဘာဝလုံးအရာတွေမဟုတ်ပါဘူး။စင်ကျင်တုံတရားရှိတဲ့အတွေးခေါ်ဟာတဘာဝရဲ့အချင်းချင်းဆက်ဆက်နေတဲ့စနေရဲ့တစိမ့်တစ်ပိုင်းမဟုတ်ပါဘူး။ သူကတဘာဝနဲ့တီးခြားလက်ပတ်နေပါတယ်။စင်ကျင်တုံတရားကတဘာဝကိုပြုပြင်ပြောင်းလဲနိုင်ပါတယ်။ဥပမာတရားတွေစောက်တာမျိုးပေါ့။ဒါပေမဲ့တဘာဝကတော့စင်ကျင်တုံတရားကိုထုတ်လုပ်ပေးနိုင်တာဒါမှမဟုတ်အတီးပြုပေးနိုင်တာမဟုတ်ပါဘူး။အလားတူပဲကျွန်တော်လုပ်တဲ့နယ်ဆိုရဲကိုချင်းတရားဆိုင်ရာဆုံးဖြတ်ချက်တွေကိုအကြောင်းအကျိုးမရှိတဲ့အခြေအနေဒါမှမဟုတ်ဇီဝဗေဒဆိုင်ရာတုံးဝင်မှုတွေနဲ့အပြည့်အဝရှင်းပြလို့မရပါဘူး။ဒီလိုသာဆိုရင်သူတို့ဟာထင်ရောက်ထင်မှားဖြစ်ုံပဲရှိပါလိမ့်မယ်။ ဒါပေမဲ့တဘာဝတရားအမြင့်သမားတွေကဒါတွေကိုအမြဲတမ်းကူကားကြပါတယ်။စင်ကျင်တုံတရားနဲ့ကိုကျင့်တရားနှစ်ခုလုံးမှန်ကန်ဖို့ဆိုရင်ထာဝရဥရိုင်းတရှိနေတဲ့စင်ကျင်တုံတရားရှိတဲ့ကိုကျင့်တရားနဲ့ပြည့်စုံတဲ့ဘုရားသခင်ထံမှာလာရပါမယ်။လူသားတို့ရဲ့စင်ကျင်တုံတရားနဲ့အသီးစိတ်တွေဟာတဘာဝရဲ့ဖော်ပြပေးနိုင်တဲ့အကြောင်းတွေဖြစ်ပြီးသူ့ရဲ့အပြင်ဘက်မှာရှိတဲ့အရာတစ်ခုကိုပြသနေပါတယ်။အံဖွယ်ရများသည့်တဘာဝနိယာမော့များကိုဖောက်ဖျက်ခြင်းမဟုတ် အံဖွဲရဆိုတာတဘာဝနိယမောတွေကိုဖောက်ဖျက်ခြင်းလို့သတ်မှတ်တာမှန်ပါဘူး။ဘာလို့လဲဆိုတော့အံဖွဲရတွေကတဘာဝနိယမောတွေကိုချိုးဖောက်တာမဟုတ်ပါဘူး။တဘာဝနိယမောတွေဆိုတာအနောက်ရှက်မရှိရင်ဖြစ်ရတွေလိုက်နာရတဲ့ပုံစံတွေကိုဖော်ပြခြင်းသာဖြစ်ပါတယ်။သူတို့ကဖြစ်ရတွေကိုဖြစ်စေတာမဟုတ်ပါဘူး။အံဖွဲရတစ်ခုကတော့တဘာဝလုံဆောင်အားရဲ့ဝင်ရောက်ဆွတ်ဖက်မှုဖြစ်ပြီးအခြေအနေတွေကိုအချက်လက်တစ်ခုကိုမိတ်ဆက်ပေးလိုက်တာပါပဲ။ ဖျားသခင်ကတဘာဝလုံဆွမ်းအောက်ကိုမိတ်ဆက်ပေးလိုက်ရင်အခြေအနေကပြောင်းလဲသွားပြီးရလက်ကတဘာဝအခြေအနေတသက်အောင်မှမျောလင်းထားတာနဲ့ကြွားချပါလိမ့်မယ်တဘာဝနီယာမတွေကဒီအခြေအနေအစ်တဲ့ပြောင်းလဲထားတဲ့အခြေအနေပေါ်မှာဆက်လက်ကျုံးဝင်နေသေးပါပဲတဘာဝတရားဟာဧည့်သည်ကိုကောင်းကောင်းအခန့်တက်တဲ့အင်ရှင်မနဲ့တူပါတယ်သူကအံဖွယ်ရဖြစ်ရတွေ့ကိုတော့သူ့ရဲ့စနစ်ထဲကိုအလွယ်တကူထည့်သွင်းပေးနိုင်ပါတယ်အံဖွယ်ဝိုင်းကမူရစ်စီပြီး အံပွဲကိုဝင်ကလည်းတဘာဝနေရာမှာအတိုင်းကိုဝင်ဆောင်ခြင်းကိုဖြစ်ပေါ်စေပါလေ။အံပွဲရများဤတင့်လျော်မှုတကယ်၍အံပွဲရတွေဖြစ်ပေါ်လာခဲ့ရင်ဒါတွေကိုမဖန်တီးတာကသာအမှန်တကယ်မကိုက်ညီမှုဖြစ်မယ်ဆိုတာကျွန်တော်တို့ယုံကြည်နိုင်ပါတယ်။အံပွဲရတွေဟာဖရာသခင်ရဲ့စီးမြင့်တွေကိုမလိုအပ်ဘဲဖောက်ဖျက်ခြင်းမဟုတ်ပါဘူး။ပုံမှန်နဲ့ဆိုင်တဲ့နေရာမော့ရဲ့ဖော်ပြချက်တွေဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ပကြီးဆရာတဦးကပုံမလက်ဆိုင်တဲ့အမှုပညာညီညွတ်မှုကိုရဖို့အတွက်မျက်နှာပြဆိုင်ရာစီမင်းတွေကနေတွေးဖေးတယ်လို့ပဲဖျားသခင်ရဲ့အံ့ဖွယ်ရာတွေကလည်းသူ့ရဲ့စုစုပေါင်းလက်ရာရဲ့လက်ဆိုင်တဲ့ညီညွတ်မှုကိုဖော်ပြပါတယ်။အံ့ဖွယ်ရာတွေဟာကျွန်တော်တို့ရဲ့စကြဝဠာဇလန်းကြီးရဲ့အဓိကအချိုးအကွေ့ဖြစ်ပါတယ်။သူတို့ကဒီကြီးကျယ်တဲ့ဇလန်းကြီးရဲ့ဇကွက်ကိုပြောင်းလဲပေးတဲ့အခန်းတွေပဲဖြစ်ပါတယ်။ဥပမာတည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းတို့လိုပေါ့။ ဖျားသခင်ရဲ့ရှုတော့ကနေကြည့်ရင်အံပွဲရတွေဟာမကိုက်ညီမှုတွေမဟုတ်ပဲအမြင့်မြတ်ဆုံးညီညွတ်မှုတွေပါပဲသူတို့ကတဘာဝကိုသူ့ရဲ့အပြင်ဘက်ကအလင်းနဲ့လင်းထိန်စေပြီး သူ့ရဲ့အတွင်းကနေတခုလေးနဲ့နားလည်လို့မရတဲ့ရည်ရွယ်ချက်နဲ့ပုံစံကိုဖော်ပြပေးပါတယ်အံပွဲရများနဲ့ပတ်သက်သောလူကြိုက်များသောကန့်ကွက်ချက်များအားဝေဖန်ခြင်း ိတ်ပံပညာတိုးတက်လာမှုကြောင့်ဒီမေကွန်းကပြောင်းသွားပြီဆိုတဲ့လူဆာဟာရှေးလူတွေဟာတဘာဝနိယာမောက်တွေကိုမတိလို့အံ့ဖွယ်ရာတွေကိုယုံကြည်ခဲ့တယ်ဆိုတဲ့အယူဆနဲ့မိမိဆက်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 နေပါတယ်။ရှေးခေတ်လူတွေကတဘာဝနိယာမောက်တွေကိုမတိနားမလည်လို့အံ့ဖွယ်ရာတွေကိုယုံကြည်ခဲ့တယ်ဆိုတဲ့အဆိုကမှားပါတယ်။ဥပမာသူတော်စင်စိတ်ဂျိုးဆက်ဟာသူတို့သမီးကနေကိုဝင်ဆောင်ခြင်းဟာတဘာဝနဲ့ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာသိခဲ့ပါတယ်။ဒါကြောင့်သူကအစပိုင်းမှာတုံ့လုပ်ခဲ့တာပါ။ အံ့ဖွယ်ရာတွေဟာသူတို့ကတည်ထားတဲ့စီမင်းတွေရဲ့ချင်းချက်တွေဖြစ်နေလို့အံ့ဩစရာကောင်းတာပါစัจကြဝဠာရဲ့ကျေပြတ်မှုကလူသားရဲ့အရေးပါမှုနဲ့အံ့ဖွယ်ရာတွေကိုရေစရာဖြစ်စေတယ်ဆိုတဲ့အဆိုကတော့စင်ကျင်တို့တရားနဲ့မဆိုင်ဘဲစိတ်ခံစားမှုဆိုင်ရာကန့်ကွက်ချက်ပဲဖြစ်ပါတယ်ဒီအယူအဆကအစ်စ်အဆမဟုတ်ပါဘူးတိုလီမီကလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကမှတ်ချက်ပြုခဲ့တာပါပြီးတော့ဒီယူဆကိုဘလို့စကြဝဠာမျိုးကိုမဆိုအတုံးချလို့ရပါတယ် ကျွန်တော်တို့ရဲ့ကြေပြတ်မှုပေါ်အံ့ဩမှုကစိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုဖြစ်ပြီးအရေးပါမှုရဲ့စင်ကျင်တို့တရားဆိုင်ရာတိုင်းတာမှုမဟုတ်ပါဘူး။ဖျားသခင်ရဲ့လူသားတွေပေါ်ချစ်ချင်းမေတ္တာကကျွန်တော်တို့ရဲ့ဂုဏ်ကျေးဇူးဒါမှမဟုတ်အရွယ်စားပုံမှမဟုတ်ပဲအဆုံးမဲ့မေတ္တာအဖြစ်သူ့ရဲ့မွေးရပါတဘာဝဝပုံမှမူတည်ပါလေ။ပုံတရန်ရှိသောဖျားသခင်နဲ့စိတ်ကူးရင်ပါတာတရားဖုရားသခင်ဟာထူးခြားတဲ့အရာတစ်ခုလို့ပြောတာဟာဖုရားသခင်နဲ့ တခြားအရာအလုံးအကြာကြီးမားတဲ့ခြားနာချက်ကိုဖျက်ဆီးလိုက်သူဖြစ်နေပါတယ်။ဖျားသခင်ဟာအရာအလုံးရဲ့တရှိမှုပုံစံတစ်ခုကြားကြီးမားတဲ့ခြားနာချက်ကိုဖျက်ဆီးလိုက်သူဖြစ်နေပါတယ်။လူကြိုက်များတဲ့ဘာသာတရားတွေကဖျားသခင်ကိုပုံသဏ္ဍာန်မဲ့ဆွာတစ်ခုဖြစ်တဲ့တန်တီးစဉ်လို့မကြာခဏမဲ့ယူကြပါတယ်။ဒါဟာရှေးဥလူသားတွေရဲ့သဘောထားဖြစ်ပြီးတန့်စင်တဲ့ဝိညာဉ်ရေးရာအမြင်မဟုတ်ပါဘူး။ဒီလိုပုံသဏ္ဍာန်မဲ့ဖျားသခင်ကအံ့ဖွယ်ရာတွေကိုဖန်တီးမှမဟုတ်ပါဘူး။ခရစ်ယာန်ဖျားသခင်ကတော့ပုံသဏ္ဍာန်ရှိတဲ့ တဦးချင်းစီဖြစ်ပြီးအလုလုဆောင်တဲ့ဖရာသခင်ဖြစ်ပါတယ်။သူဟာအဆုံးစွန်ဆုံးအမှန်တရားနဲ့တခြားအရာအလုံးရဲ့ရင်းမြစ်ဖြစ်ပါတယ်။ဖရာသခင်ဟာလူပုဂ္ဂိုလ်ထက်သာလွန်ပြီးရုပ်ခန္ဓာထက်သာလွန်ပါတယ်။ကျွန်တော်တို့ရဲ့အပြည့်အဝနားလည်နိုင်စွမ်းထက်ကျော်လွန်တဲ့အပြုသဘောဆောင်တဲ့ဖွဲ့စည်းပုံတစ်ခုရှိပါတယ်။နံဝိညာဉ်ရှင်တွေကဖရာသခင်ကိုပုံတနာမဲ့လို့ဖော်ပြတာဟာလူသားရဲ့ကံတက်ချက်တွေကိုကျော်လွန်နေလို့ပါ။သူ့ကိုပုံတနာမဲ့လို့ဆိုလို့တော့မဟုတ်ပါဘူး။ ီအနုလက္ခဏာတွေကဖျားသခင်ရဲ့ပြည့်စုံမှုအပေါ်အပြုသဘောဆောင်တဲ့ထိုးထွင်းဉာဏ်တွေကနေဆင်းသက်လာတာပါအချင်းချုပ်အတွေးခေါ်ကတော့ဓာရီကိုအနှစ်မဲ့အဖြစ်ပြောင်းလဲပြစ်တတ်ပါတယ်ဖျားသခင်လူစားတီးခံယူခြင်းကြီးမြတ်သောအံပွေရာခရီးယန်တွေခိုင်မာပြောကြားတဲ့အဓိကအံပွေရာကတော့ဖျားသခင်လူစားတီးခံယူခြင်းဆိုတဲ့အင်ကာနေရှင်းပါပဲဖျားသခင်လူသားဖြစ်လာခြင်းဟာအဓိကအံပွေရာဖြစ်ပြီးတခြားခရီးယန်အံပွေရာအလုံးကိုပြင်ဆင်ခြင်း ဖော်ပြခြင်းနဲ့ဖြစ်ပေါ်စေပါတယ်။ဒါဟာစကြဝဠာဇလန်းကြီးရဲ့အဓိကအကြောင်းအရာဖြစ်ပြီးတခြားအသိပညာအလုံးကိုအလင်းပေးပါတယ်။ဖျားသခင်လူစားတိခံယူခြင်းဟာတဘာဝတရားဖြစ်တဲ့မျိုးစေးကနေအပင်တဏိသားကနေလူကြီးနဲ့ကိုကျစ်တရားဆိုတဲ့ကိုကျိုးစုံအနစ်နာခံခြင်းကနေဇယိုက်တွေမှာတွေ့ရတဲ့ဆင်းသက်ခြင်းနဲ့ပြန်လည်မြင့်တက်ခြင်းရဲ့စကြဝဠာပုံစံကိုဖော်ပြပါတယ်။ ဖျားသခင်ဟာပျက်စီးနေတဲ့ကဘာကြီးကိုသူ့နဲ့အတူပြန်လဲမြင့်တင်ပေးဖို့နှိမ်ကြစွာဆင်းသက်ခဲ့ပါတယ်။ခရစ်တော်ဟာစီဝင်ခင်ကောက်ပဲတည်နံပေးရင်လိုပါပဲ။ဘာလို့လဲဆိုတော့စီဝင်ခင်ကောက်ပဲတည်နံပေးရင်နဲ့တခြားတဘာဝနတ်ဖျားတွေဟာသူ့ရဲ့လူသားတို့ရဲ့စိတ်ကူးစိတ်တမ်းပုံတွေဖြစ်လိုပါပဲ။တည်ခြင်းနဲ့ရှင်ပြန်မွေးဖွားခြင်းပုံစံကတဘာဝထဲမှာရှိနေတာဟာသူကတဘာဝအောက်ကိုဖန်ဆင်းရှင်ဖျားသခင်ထဲမှာအရင်ဆုံးရှိခဲ့လိုပါပဲ။ အံဖွဲရများသည်ဖန်ဆင်းခြင်းအတိတ်ဤပုံရိပ်များအံဖွဲရတိုင်းဟာဖရာသခင်ကကျွန်တော်တို့မတိမတာမြင်နိုင်တဲ့ပုံစံကြီးနဲ့တဘာဝတရားရဲ့ကင်ဘတ်တစ်ခုလုံးပေါ်မှာရေးပြီးသားသို့မဟုတ်ရေးမဲ့အရာတစ်ခုကိုအသေးစိတ်ပြထားတာပါပဲခရစ်ယာန်အံဖွဲရတွေဟာမလိုအပ်ဘဲဖြစ်ပေါ်လာတာမဟုတ်ပါဘူးသူတို့မှာတဘာဝတရားရဲ့ဖရာသခင်ရဲ့လက်မှတ်ပါရှိပါတယ် သူတို့ကဖျားသခင်ရဲ့ပုံမှန်လှုပ်ဆောင်မှုတွေကိုပထမဖန်ဆင်းခြင်းဖြစ်တဲ့ old creation မှာအာယုံဆိုင်ဖော်ပြတာဒါမှမဟုတ်ဒုတိယဖန်ဆင်းခြင်းဖြစ်တဲ့ new creation ကိုကြိုတင်ဖော်ပြတာဖြစ်ပါတယ်။မျိုးစာကောင်းခြင်းဆိုင်ရာအံပွဲရာဖြစ်တဲ့ရေကိုဝိုင်းဖြစ်စေခြင်းလူများကိုကျွေးမွေးခြင်းကဖျားသခင်ကချိန်ယူပြီးပုံမှန်လှုပ်ဆောင်တဲ့ဖြစ်စဉ်တွေကိုအတူချုံလှုပ်ဆောင်ပြတာကိုပြသပါတယ်။ကုသပေးခြင်းကတဘာဝရဲ့ပြန်လည်နာလည်ထူနိုင်စွမ်းရဲ့ဖျားသခင်စီကလာတဲ့ရင်းမြစ်ကိုဖော်ပြပါတယ်။ တင်မောတဖန်ပင်ညှို့နှံတော့တာကတော့ဖရာသခင်ဟာတည်ချင်းရဲ့ဖရာသခင်အဖြစ်ပါဝင်တဲ့အခန်းကဏ္ဍကိုထည့်ပါတယ်ခရစ်တော်ကရေပေါ်လမ်းလျှောက်တာကတော့နဝိညာဉ်ကရုပ်ဝတ္ထုကိုလုံးဝထိန်းချုပ်မဲ့အနာဂတ်တဘာဝတရားကိုကြိုတင်ဖော်ပြပါတယ်လာဇာယုကိုရှင်ပြန်ထမြောက်စေတာကတော့တည်ချင်းကိုကြိုတင်ပြောင်းပြန်လှန်ခြင်းဖြစ်ပြီးမူလအဆမဟုတ်တဲ့အရာအလုံးရဲ့စကြဝဠာဆိုင်ရာပြန်လည်စီစဉ်မှုတရက်ကိုရည်ညွှန်းပါတယ်ရှင်ပြန်ထမြောက်ခြင်းတရှိမှုပုံစံတည် ဓမ္မတိကျမ်းရေးသားသူတွေကခရစ်တော်ရဲ့တည်ခြင်းကနေရှင်ပြန်ထမြောက်ခြင်းဟာစကြာဝဠာသမိုင်းတစ်လျှောက်လုံးမှာဒီလိုဖြစ်ရမျိုးပထမဆုံးအကျင့်ဖြစ်တယ်လို့ရေးသားထားပါတယ်။ရှင်ပြန်ထမြောက်ခြင်းဆိုတာဝိညာဉ်တစ်ခုရဲ့မတည်နိုင်ခြင်းတို့မဟုတ်တရေတကောင်ရဲ့ဖြစ်တည်မှုတသက်မဟုတ်ပါဘူး။ဒါဟာလုံးဝအတိတ်အဆန်းဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ပိုင်းဆိုင်ရာတရှိမှုပုံစံအတိတ်ရဲ့ပထမဦးဆုံးအတိအမှန်ဖြစ်ပြီးဖန်ဆင်းခြင်းအတိတ်ရဲ့အစပါပဲ။ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည်ကိုယ်ခန္ဓာနှင့် ပြည့်စုံသည့် သူကစားလဲစားတော့ပြီးထိတွေ့လဲခံရပါတယ်။ဒါပေမဲ့ပုံမှန်အကာသနဲ့အချိန်ရဲ့ကန့်သက်ချက်တွေကိုလည်းကြော်လွန်နေပါတယ်။ကောင်းကင်ဘုံတို့တက်ကြွတော်မူခြင်းကတော့ဖျားသခင်ကဖုံးထင်ရှားတဲ့လူသားအတွက်နေရာတစ်ခုကိုပြင်ဆင်နေတာပါ။ဒါကဖန်ဆင်းခြင်းအတိတ်အတွက်ပြင်ဆင်ခြင်းဖြစ်ပြီးတဘာဝကအတိတ်ကိုရုပ်သိမ်းခြင်းကိုဆိုလိုပါတယ်။ဖန်ဆင်းခြင်းအတိတ်ကတော့ဝိညာဉ်နဲ့တဘာဝအခန္ဓာကိုယ်နဲ့ဝိညာဉ်ကြားကခွဲခြားမှုကိုပြတ်ကွယ်သွားစေပါတယ်။ ဒီအနာဂတ်ညီညွတ်မှုကနန်ပိုင်းဆိုင်ရာနဲ့ဒုတ်ပိုင်းဆိုင်ရာကောင်းကင်ကိုရောဆက်ထားတဲ့ရှီဟောင်းတွေးခေါ်ကိုလက်တွေ့နဲ့တိကျစွာထင်ဟပ်စေပါလိမ့်မယ်။မိတ်ဆွေတို့မီးရေကဲစာအုပ်ကနေအံပွဲရာတွေအကြောင်းကိုကျွန်တော်တို့ဘလို့ချင်းကပ်တဲ့နယ်ဆိုတဲ့နက်နဲတဲ့သင်ခန်းစာတွေကိုရရှိခဲ့ပါတယ်။တတနိကဗေဒအမြင်ကအရာအလုံးရဲ့အခြေခံဖြစ်တာကြောင့်ဒါကိုအရင်ဦးစားပေးစဉ်းစားရပါမယ်။ကျွန်တော်တို့ရဲ့စင်ကျင်နှုံတရားနဲ့ကိုကျင့်တရားကတဘာဝလုံးကပါကိုညွန်ပြနေတယ်ဆိုတာလည်းမှတ်သားစရာပါပဲ။ အံဖွဲရတွေဟာတဘာဝနိယမောတွေကိုချိုးဖောက်တာမဟုတ်ပဲပုံမုံမြင့်မားတဲ့စီစနစ်တစ်ခုရဲ့အစိပ်ပိုင်းတွေဖြစ်ပါတယ်။ဒါအပြင်ဖျားသခင်လူစားတိခံယူခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဟာအကြီးကျယ်ဆုံးသောအံဖွဲရတွေဖြစ်ပြီးဖန်ဆင်းခြင်းအတိတ်ရဲ့အစအဦးပဲဖြစ်ပါတယ်။ဒီစာအုပ်ပါအတွေးမြင်တွေကိုကျွန်တော်တို့ရဲ့ကမ္ဘာအမြင်မှာထည့်သွင်းစဉ်းစားခြင်းအဖြစ်ပုံမုံပြည့်စုံတဲ့နားလည်မှုကိုရရှိနိုင်မှာပါ။ဒီလိုနဲ့နဲတဲ့စာအုပ်တွေကိုဆက်လက်လေ့လာဖို့မိတ်ဆွေတို့ကိုဖိတ်ခေါ်ပါတယ်။